မင်းမတကယ်ပဲအစွမ်းစားတွေဟာရှိနေပါလားဒါကြောင့်လေမင်းကအမှုတွေအစ်စ်နဲ့မှညက်မွနစ်ကိုခိုးယူနိုင်ခဲ့တာအံဝန်းစရာတော့မရှိဘူးငါကသွေးတစက်ကိုမရခဲ့ဘူးဆိုရင်ဒါငါ့ကိုခဏတာတားဆီးနိုင်ခဲ့မှာအခုတော့ငါမှသွေးတစက်ရှိနေပြီဆိုတော့ခြေလန်းတဝက်တော့မင်းကတားဆီးလို့မရတော့ဘူးဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့နောက်ဆုံးကြပါမယ် ထိုင်ဆန်ဇဝီနီလီကလည်းလေမရှိပဲလှူရှားပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေလွှမ်းမိုးနိုင်တဲ့လေတံများကလည်းပြန့်နှံ့သွားပါတယ်။ထိုင်ဆန်ကတော့ယူသွတ်တလို့ရင်မောပြီးရှေးကိုတိုးဝင်လာကသူ့ရဲ့လက်သေးကိုမြှောက်ပြီးထိုးလိုက်ပါတယ်။ထိုးထိုးချက်ပုံမှန်လို့ထင်ရပေမဲ့ကျူချွဲစီနဲ့ယွန်ချွဲစီမျှဝဲမျက်နှာကအယောင်အောင်မှဆိုးဝါးနေပါတယ်။သူတို့နှစ်ယောက်ကထိုးချက်တစ်ချက်ထင်တဲ့ပြင်းထန်စွာနဲ့ဒဏ်ရာရပြီးအတင်းအကျပ်လွင့်ဆင်သွားပါတယ်။အနာတချင်အစင်ဝင်းရဲ့ပိုင်းစားတွေကလည်းလက်ကိုဖွင့်လိုက်တော့ခေရောက်လှန်တဲ့ချောင်းကသူ့ရဲ့လက်ထဲမှာချက်ချင်းပဲပေါ်လာပါတယ် လှံအောင်လှုပ်ခပြီးပြစ်လိုက်ပြီးနောက်ဝန်လင်းကိုဆွဲယူကာပြောက်ကွက်သွားပါလေထိုရာတော့ဝန်လင်းရဲ့ရွေချက်ပါ ပေါင်းစည်းထားတဲ့အာဏာတပ်ချေအစင်းဝင်းကြီးရဲ့ရွေချဲကတော့တိုက်ခိုက်ဖို့မဟုတ်ပဲသူ့ကိုလွမြောက်အောင်ကူညီဖို့ပါလှမ်းအားလည်းကုန်းကင်းကိုထိုးဖောက်ပြီးထိုင်ဆန်ရဲ့လက်သီးနဲ့တိုက်မိသွားပါတယ်ကျေလောင်တဲ့မိခီတံများကလည်းထွက်လာပြီးလှမ်းအားချီကွဲသွားပါတယ်အကွဲကြောင်းတွေကလည်းလှမ်းတစ်ခုလုံးမှပြတ်နေသွားပြီးလှမ်းဝင်ကွဲကျစ်သွားစေပါတယ်ထိုင်ဆန်ရဲ့ခန္ဓာကိုယ်ကတော့မလှုပ်ပဲဝလင်းပြတ်ကွက်သွားတဲ့နေရာကိုသာကြီးနေပါတယ်သူကညာလက်ကိုဆန်းထုတ်ပြီးပြန်လာခဲ့စမ်းသူကအိုဟီလိုက်တဲ့အချိန်မှာရက်ဆက်တဲ့အပြုံတစ်ခုကလည်းပေါ်လာပါတယ်ကုန်းကင်းမှာလည်းကြီးမားတဲ့မုန်တိုင်းတစ်ခုကရုတ်တရက်ပေါ်လာပြီးဖိဖိချင်းလည်းပတ်လာပါတယ် မင်းအောင်လို့မြန်းနိုင်တဲ့ဆုပ်ယူအားတစ်ခုကအထက်ကနေထွက်ပေါ်လာပါတယ်ဝက်လင်းကောက်ထပင်းနေတော့သူ့ရဲ့ခန္ဓာကိုယ်ကရုတ်တရက်ရစ်တန့်သွားပြီးမင်းအောင်လို့မြန်းနိုင်တဲ့အမျက်နှုံးနဲ့ပြန်ပြီးတော့ဆွဲခုတ်ခံလိုက်ရပါတယ်မျက်စိတမိတ်အတွင်းမှာပဲထိုက်ဆန်ရဲ့ပေထောင်အတွင်းကိုပြန်ပြီးတော့ရွက်သွားပါတယ်မင်းကထွက်ပြေးလို့မရဘူးလို့ငါပြောထားရည်လीထိုက်ဆန်ခြေတလန်းနဲ့ပေထောင်ချုံဖျက်ချော်ပြီးထိုးချက်တစ်ချက်ကိုပြစ်သွင်းလိုက်ပါတယ်ဝက်လင်းရဲ့မျက်နှာကတော့စိုးဝါးနေပြီးတည်ခြင်းတရားရဲ့ခစားချက်များသူ့ရဲ့နှလုံးသားထဲမှာပြင်းထန်နေပါတယ် ထုတ်ခန်းစားချက်အရောင်းမှာပြင်းထန်တာကြောင့်သူ့ရဲ့နှလုံးသားထဲမှာဆုံးမချက်တစ်ခုကိုချလိုက်ပါတယ်။အတွေ့တစ်ခုထဲနဲ့အာနာတက်ချင်းအစဲဝင်းညင်အပိုင်းစားရလဲရုတ်တရက်လှဲ့ပြီးလက်ကိုဖွင့်ရလိုက်ပါတယ်။သူ့ရဲ့လက်နှစ်ဖက်စလုံးကလည်းလှူရှားပြီးတော့လှုပ်ဝက်ဆန်းကျတဲ့တင်ဂေတာတစ်ခုကရုတ်တရက်ပေါ်လာပါတယ်။တင်ဂေတာကနေအန်အိုဖီယာကောင်းတဲ့လေတန်းလေးထွက်လာပါတယ်။အာနာတက်ချင်းအစဲဝင်းညင်အပိုင်းစားတောက်ပါတဲ့ရောင်ကြီးတစ်ခုဖြစ်ပြောင်းလဲသွားပြီးတင်ဂေတာနဲ့ပေါင်းစည်းသွားပါတယ်။ ထိုးချိန်မှာတင်ဂီရာလည်းမှင်းရောက်လို့မင်းနဲ့နေပါလေကိုယ်ကျေစံရှေးအောင်တန်တစ်ခုကအာနာတက်ချေအစင်းရဲ့ဝိညာဉ်ပိုင်းဆိုင်အနေထွက်လာပါလေထိုးရာတော့ကိုယ်ကျေစီတဲ့မန်တန်တစ်ခုပါဝိညာဉ်ပိုင်းဆိုင်အလုံးကလည်းပောက်ကွဲသွားပြီးမင်းရောက်လို့မရနိုင်တဲ့အင်အားတစ်ခုကိုဖန်တီးလိုက်ပါလေ ဖြက်စီးပြင်းနိုင်တဲ့ရှီယောင်းလီတန်တို့ကတင်ဂီရာအနေထွက်လာပါတယ်ရှီယောင်းလီတန်ပြင်းထန်တာမဟုတ်ပေမဲ့ပထမအဆုံးအချိန်ဖြစ်ထိုင်ဆန်ရဲ့မျက်နှာပြောင်းလဲသွားပါတယ်သူကချက်ချင်းပဲသူ့ရဲ့လက်သေးကိုပြဲဥပြီးဆုတ်ခတ်ဖို့အတွက်ပြင်လိုက်ပါတယ်ဒိုရတဲ့နောက်ကျသွားပါပြီဝိညာဉ်ရဲ့ပိုင်းစများစွာနဲ့မူလဝိညာဉ်အလုံးကပေါက်ကွဲသွားပါတယ် ထိုပောက်ကွဲမှုကပေါင်းစည်းထားတဲ့အာဏာတပ်ချေဝင်းရဲ့အပိုင်းစားပောက်ကွဲတဲ့အခါထံတော်ပို့ပြီးတော့ဆွန့်ထက်ပါတယ်အနောက်ရောက်တင်ဂီတာကလည်းမူကျုလို့မျက်စံစွာနဲ့ရွေလျားပြီးထိုက်ဆန်ရဲ့ရှေ့ပေးနေတဲ့အကွန်မှာပဲကွဲကြည့်သွားပါတယ်အနောက်ရောက်လိုင်းတစ်ခုကလည်းပေါ်လာပြီးငြိမ်ရှိသလိုထင်ရပြီးတော့ကြာပန်းပြတ်နေမှတော့ပဲထိုက်ဆန်စီကိုဥတီသွားပါတယ်ဟင်းသားပရာဂူဘိမတ်တစ်ခုလုံးကိုလှုပ်ခစေတဲ့ကောင်းကင်းကိုတလုံးစင်းနိုင်တဲ့အတန်တစ်ခုကလည်းထွက်ပေါ်လာပါတယ်ထိုအချိန်မှာဟင်းသားပရာဂူဘိမတ်ထဲကလူတွေတွေမကပဲ ဂျိုဘွားလူတိုင်းကကောင်းကင်ကိုဖျက်ဆီးနိုင်တဲ့ထိုရှေးအောင်လေတံကိုခန်းစားလိုက်ရပါတယ်။ဒုံကနဲတန်တဲ့တူကိုထိုက်ဆန်ရဲ့ပုံရင်းကအုတ်ကခဲပြန့်လို့လွတ်ဆင်သွားပါတယ်။ပီတာထောင်ကွာမှာထိုက်ဆန်ရဲ့ပုံရင်းကပြိုကွဲနေပါတယ်။သူ့ရဲ့ခနာကိုထဲကမြောင်းဝက်လေးရလည်းမိမ့်မိတ်သွားပြီးမျိုးလုံးမြောင်းမိတ်ကတည်ဆုံသွားပါတယ်။တို့ရတဲ့ထိုက်ဆန်ရဲ့ခနာကိုဖျက်ဆီးထားတဲ့အနီအောင်လေးလမ်းများပျောက်ကွယ်သွားပြီးနောက်ပြန်လည်ပြီးတော့ဖျက်ဆီးလာပါတယ်။လေပြေလေနူးနဲ့တော့ကွဲကျစ်သွားမဲ့ပုံပေါက်နေပေမဲ့အစွန်ထက်တဲ့ပညာရှင်တယောက်ရဲ့ကျောင်းဝတ်ဖွေရရှေးအောင်လီတန်ကိုထုတ်လို့နေသေးပါငါတကယ်ကိုမထင်တော့ဘူး မင်းမဒီလိုယတနာမျိုးရှိမယ်လို့မထင်နာခဲ့ဘူး။ဝမ်လင်းငါမင်းကိုရှော့တက်မိပြီ။ထိုင်ဆန်ရဲ့အတန်အရိတ်ကနေထွက်ပေါ်လာပြီးအေးဆန်နေပါလေ။လူမျိုးလိုက်နေတဲ့အဓိကဝိညာဉ်လေးခုကလည်းကျန်တဲ့ဝိညာဉ်ပိုင်းဆိုင်အလုံးကကြောက်စရာကောင်းတဲ့ပောက်ကွဲမှုကိုဖန်တီးဖို့အတွက်ပောက်ကွဲသွားပါပြီ။ဒွားရင်ထိုးသွိုးလိုက်တာတော့ထိုင်ဆန်ရဲ့ထုံနှဖျားအသိစိတ်အပိုင်းဆိုင်ကိုလုံးဝဖျက်ဆီးလို့မရသေးပါဘူး။သူကရဟောမှာအဆွမ်းထက်ပါလေ။ဝမ်လင်းရဲ့နှလုံးသားထဲမှာလည်းခါတိမှုကိုခံစားပြီးတပြင်းကိုချကသူ့ရဲ့နှဖူးကိုထိလိုက်ပါလေ။ ကောင်းကင်ဘုံစိုင်းငင်ပြည်စစ်ထဲမှာထိုင်ဆိုင်လက်ကနေပုံလုံးရမ်းပြဆိုတာသူကမသိကြပါဘူး။ဘာလို့ကမှန်လဲသူကမသိပါဘူး။ဒီတစ်ခါမင်းရဘဲဟုတ်ထွက်ပြေးမလဲဆိုတာငါကြည့်အောင်မယ်။ထိုင်ဆိုင်ရဲ့ခနာကိုကဖိဖိချင်းခိုင်မာလာပြီးသူကတလန်ချင်းရှေ့ကိုတူလာပါတယ်။ဒိုရတဲ့ထိုးချိန်မှာပဲပင်လယ်ကနေအလင်းနဲ့တစ်ခုကထွက်ပေါ်လာပါတယ်။သူ့ရဲ့အမြန်နှုံးကအရန်ရောမြန်လုံးပါတယ်။မျက်စိတမိတ်အတွင်းမှာပဲထိုင်ဆိုင်ကနေဆယ်ပေအကွာကိုရောက်လာပါတယ်။ မျက်စိတမိတ်အတွင်းမှာပဲထိုင်ဆန်စီကနေဆေဘေအကွာကိုရောက်လာပါတယ်အလင်းများလည်းပြောက်ကွက်သွားပြီးမျက်နှာဖုံးဆုထားတဲ့လူကိုပြတ်သားလိုက်ပါတယ်သူကလက်ကုံမြောက်ပြီးထိုင်ဆန်ကိုညှို့လိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေကတော့လှုပ်ဝက်ဆန်းကျတဲ့အလင်းရောက်တစ်ခုကိုထွက်လို့နေပြီး တစိုက်ခတ်ထိုင်ဆန်ရဲ့မျက်နှာမူအရတော့ပြောင်းလဲသွားပြီးထိုလူစိုက်ကြည့်ပြီးတော့နောက်တစ်ခါနောက်ဆိုသွားပါတယ်မျက်နှာဖုံးဆွထားတဲ့လူရဲ့မျက်လုံးများလည်းလင်းလက်သွားပြီးသူ့ရဲ့လက်ချောင်းတရားနဲ့အလင်းနာငါးခုကထွက်ပေါ်လာပါတယ်အလင်းနာငါးခုကတန်ကျုံငါးခုဖြစ်ပြောင်းလဲသွားပြီးလှုပ်ရှားနေပါတယ်မျက်စိတမိတ်အတွင်းမှာပဲတန်ကျုံငါးခုကတစိုက်ငါးခုဖြစ်ပြောင်းလဲသွားပါတယ်တစိုက်တွေကတော့အပေါ်မှာအထက်လိုက်ဖြစ်နေပြီးထိုင်ဆန်ကိုလိုက်နေပါတယ်မင်းတို့အရင်ကငါတစိုက်မခတ်နိုင်ခဲ့ဘူးဒါပေမဲ့အခုမင်းကအာနာတက်ချင်အစဉ်ကျင့်ရသူတယောက်ဝင်ကိုကိုကိုဖောက်ခွဲမှုကနေဒဏ်ရရနိုင်ပြီဆိုတော့ ငါမင်းကိုတစိမ့်ခတ်နိုင်ပြီထန်းနေတဲ့တစိမ့်တွေဟာထိုင်ဆန်တဲ့နီကက်လာတဲ့အခါသူ့ရဲ့မျက်နှာအမူအရာကလည်းပြောင်းလဲသွားပါလေဆက်လက်ဆုတ်ခွာနေရင်သူကအိုဟိလိုက်ပါလေမင်းရောဘာသူလဲမျက်နှာဖုံးဆွထားတဲ့လူကတော့ဘာမှပြောပဲသူ့ရဲ့မျက်လုံးတွေကနေလှုပ်ဝက်ဆန်းကျတဲ့အလင်းနာတစ်ခုကိုထုတ်လုပ်နေပါလေတစိမ့်တွေကလည်းလင်းလက်သွားပြီးရုတ်တရက်ပြောက်ကွက်သွားပါလေ ဒိုအားရင်မကြခင်မှာပဲထိုက်ဆန်ရဲ့နောက်မှာပြန်ပေါ်လာပြီးအရန်ဝအမြန်နဲ့အမြန်နှုံးနဲ့သူ့ရဲ့အဖို့ကြောက်သွားပါတယ်ထိုက်ဆန်ကလည်းရုတ်တရက်လက်မြောက်ပြီးပါဇက်ကနေအနီအောင်မြခိုးများထွက်လာပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကလုံးဝပျောက်ကွယ်သွားတဲ့အထိဖြည်းဖြည်းချင်းပျောက်ကွယ်သွားပါတယ်ဒိုအားရင်အနီအောင်မြခိုးများတော့လုံးဝပျောက်ကွယ်သေးပါဘူးသူတို့ကလှည့်ပတ်ပြီးတော့လှူရှားနေပါတယ်ထိုက်ဆန်ရဲ့မျက်နှာကလည်းအနီအောင်မြခိုးထဲမှာပေါ်လာပြီးသူကပြောလိုက်ပါတယ်မင်းကဘယ်သူပဲဖြစ်ဖြစ်ငါစိတ်ဝင်စားဘူး ငါလွမြောက်လာတဲ့နေ့ကျရင်မင်းအသက်ရမယ်အနီအောင်မြို့ခိုးတွေကအနေငယ်လှူရှားပြီးတော့အနီအောင်တလင်းကြောက်တွေအဖြစ်ပြောင်းလဲသွားပြီးပုံဝင်ချင်းရောအနီအောင်မိုးတွေလိုကြောက်လာပါတယ်မျက်နှာဖုံးဆူရတဲ့လူကသူ့ရဲ့ညာလောက်ကိုဆန်းထုတ်လိုက်ပြီးအနီအောင်မြို့ခိုးတွေကြားမှာအဖြစ်ရောအလင်းဆက်ပြောက်တွေကပေါ်လာပါတယ်မျက်နှာဖုံးဆူရတဲ့လူကသူ့ရဲ့ညာလောက်ကိုဆန်းထုတ်လိုက်တော့အနီအောင်မြို့ခိုးတွေကြားမှာအဖြစ်ရောအဆက်ပြောက်တွေကပေါ်လာပါတယ်အဖြစ်ရောအဆက်ပြောက်တွေကလည်းအဖြစ်ရောတလင်းကြောက်အဖြစ်ပေါင်းစုသွားပြီးသူ့ရဲ့လက်ထဲကိုကြောက်လာပါတယ်တချိန်တည်းမှာပဲချန်ဖန်ကထုတ်ယူခဲ့တဲ့တန်တားကလည်းပေါ်လာပါတယ်။သူကတန်တားကိုကြည့်ပြီးတော့တိတ်လိုက်ပါတယ်။ ဝယ်လင်းရဲ့နှလုံးသားတော့မျက်နှာဖုံးဆွထားတဲ့လူကိုကြည့်ရင်တုံးလုံးသွားပါတယ်ထိုးဖို့ချိန်မှာဝယ်လင်းတယောက်ထဲမဟုတ်ပဲရှင်းနေတဲ့လူတိုင်းရဲ့အကြည့်ကလည်းထိုးလူရဲ့အပေါ်မှာစူဝင်နေပါတယ်ရွံချွေစီရဲ့မျက်လုံးများလည်းကြောက်လန့်မှုများနဲ့ပြင်းထန်နေပါတယ်ထိုးလူရဲ့ကြီးကျက်မှုအဆင့်ကိုသူကမမြင်နိုင်ခဲ့တဲ့ကြီးကျက်သူတယောက်ဖြစ်တဲ့ဆိုတော့သူကချက်ချင်းပဲမှတ်မိလိုက်ပါတယ်အာနာတချင်နှောင်းပိုင်းအစင်းချင်းချင်းသူတွေကတော့သူကမြင်နိုင်တယ်လို့ပြောလို့ရပါတယ်လူတယောက်ယောက်ကိုသူကမမြင်နိုင်ဘူးဆိုရင်တော့ထိုလူကအာနာတချင်အစင်းထက်ကျော်လွန်နေရပါလိမ့်မယ်ထိုအကြောင်းကိုစဉ်းစားရင်ရွံချွေစီရဲ့နှလုံးသားပြင်းထန်စွာနဲ့တုံ့လုံးသွားပါတယ် ထူထွေစီရဲ့မျိုးလုံးများကလည်းထိုလူရဲ့လက်ထက်ကအဖျုံတလင်းကြောက်လေးကိုစိုက်ကြည့်ရင်တင်ငင်သွားပါတယ်ထိုလူကလေဟာနယ်ထက်ကနေတလင်းကြောက်ကိုဘလို့ထုတ်ယူခဲ့လဲဆိုတာကိုစဉ်းစားရင်ထူထွေစီရဲ့ခန္ဓာကိုယ်ကလည်းတော်လို့သွားပါတယ်သူကမြုံနိုင်တဲ့အမှုရာကိုပြသပြီးအော်ဟစ်လိုက်ပါတယ်မင်းမင်းရောက်မျိုးနှာဖုံးဆွထားတဲ့လူကတော့တပင်းကိုချလိုက်ပါတယ်သူကထူထွေစီကိုတင်ငင်ဆောင်နဲ့ကြည့်ပြီးပြောလိုက်ပါတယ်ထူထွေစီမင်းလုံခဲတဲ့အမားကဘာလဲဆိုတော့မင်းကသိလားရွှန်ချွဲစီကတော့ထိုလူကိုကြည့်ပြီးတော်တော်လေးပြောလိုက်ပါတယ်ရေဘူးရောလား तू ကပထမမျိုးဆက်ဟင်းတာပလာမဟုတ်ဘူးရှောက်တွေးမိနေ တူထရစီကတော့ယွန်ထရစီကိုချက်ချင်းပဲဖျက်ပြောလိုက်ပါတယ်သူကမျက်နှာဖုံးဆွထားတဲ့လူကိုယူသေးစွာနဲ့ကြည့်ပြီးတော့ပြောလိုက်ပါတယ်ဂျူနီယာချင်းချက်ချင်းမမိဖေးကတန်တမန်ကိုနှုတ်ဆက်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဂျူနီယာဘာမှခဲ့လဲဆိုတာကိုနားလဲပါတယ်ချင်းချက်ချင်းမမိဖေးရဲ့တန်တမန်ယွန်ထရစီကအစ္စရဲလီကိုရှူသွင်းလိုက်ပါတယ်တူထရစီမင်းရဲ့တတန်းကုန်ဆုံးသွားပြီဒါကြောင့်မင်းကတည်တည်နေချင်းချက်ချင်းဒုကဘာတလင်းကြောက်ကိုဖျက်ဆီးဖို့ကြိုးစားတာချင်းချက်ချင်းမမိဖေးမှာပြစ်မှုကြီးတစ်ခုလို့သတ်မှတ်ထားတယ်မင်းရဲ့အကြောင်းပြချက်တွေကိုကြည့်မဲ့ဆိုရင်တော့ဒီကိစ္စကိုငါကမလိုက်တော့ဘူး ဒါပေမဲ့မေရဒီလောကကနေအခုချက်ချင်းထွက်သွားသင့်တယ်။သူချွဲစီရဲ့မျက်နှာကလည်းခါတင်းမှုများပြင်းထန်နေပြီးတဲတဆိတ်နဲ့ခေါင်းညှိလိုက်ပါတယ်။သူ့ရဲ့မျက်လုံးများတော့လိမ့်လက်သွားပြီးကျွန်တော်မျိုးကထွက်သွားနိုင်ပါတယ်။ဒါပေမဲ့ စုပစ်ခတ်မတင်မျိုးမျိုးနဲ့ရောက်မျက်နှာဖုံးဆွထားတဲ့လူကတော့ငါးကိုက်တွေလိုက်မယ်တူထွေစီကတော့အတက်ကိုပြပြရှူပြီးထိုင်လိုက်ကမျိုးလုံးကိုမှဲလိုက်ပါလေသူ့ရဲ့တည်ဆုံးချိန်မှာတော့မျက်နှာမှာခါတိတဲ့အဖုံတစ်ခုကရှိနေသေးပါသူ့ရဲ့တက်တန်းကွန်ဆိုလိုနီပါဖြစ်နေပါပြီဒူဝါရီချန်ဖန်ရဲ့တက်တန်းကိုလူယူခဲလို့ပို့ပြီးတော့အသက်ရှင်အောင်လုံလိုက်ခဲပြီမယ်ယခုတော့ကျင့်ညက်ချိန်မှာမိဖဲရဲ့တန်တမန်နဲ့တွေ့ဆုံတဲ့အခါအရာအလုံးကိုဆွန့်လို့ရပါတော့မယ်သူကတည်ဆုံးသွားတဲ့အချိန်မှာပထမမျိုးဆက်ဟင်းဒဗရာရေဘူးယိုဝါခြံထားခဲ့တဲ့မှတ်တမ်းတစ်ခုကအကြောင်းအရာတစ်ခုကိုသတိရသွားပါတယ် ထိုရာတော့ဟင်းသားဗရာချူပေါ်မှာကျင်းကျက်ချင်းမမေးဖဲရဲ့တန်တမန်တယောက်ကအမဲရှိနေရလို့ဆိုထားပါတယ်တန်တမန်ကလည်းမျိုးဆက်တိုင်းလိုက်ပြောင်းလဲနေပြီးသူတို့ကိုသူတို့ကောင်းကောင်းကြီးဝတ်ထားပါတယ်ဝလင်ရဲ့မျိုးလုံးများတော့လိလက်သွားပြီးဖြစ်ဖြစ်ချင်းနောက်ဆိုသွားပါတယ်ထိုအချိန်မှာပဲမျက်နှာပေါင်းဆွထားတဲ့လူကဝလင်ရဲ့ဘက်ကိုလှည့်ပြီးသူကပြောင်းလိုက်ပါတယ်အကိုတန်နီကို ကျွန်တော်မမိဘူးလားဝယ်လင်းကတော့လွတ်လွရှာဖြစ်သွားပါတယ်သူကထိုလ်လူကိုစိုက်ကြည့်နေပြီးမကြခင်မှာပဲမျက်လုံးများလေးလက်သွားပါတယ်မျက်နှာဖုံးဆွတ်ထားတဲ့လူကလည်းမျက်နှာဖုံးကိုဖြည်းဖြည်းချင်းချွတ်ပြီးသူ့ရဲ့အစ်မမျက်နှာကိုပြလိုက်ပါတယ်ဝယ်လင်းရဲ့မျက်လုံးများကတော့တိကျသွားပြီးမင်းပဲနှစ်ပေါင်းများစွာကြာပြီးမှပြန်တွေ့ရတာပါအကူတာညူကအရင်လိုပဲချက်တည့်ရှိနေတော့ပဲဒါပေမဲ့ကျွန်တော်ကနားမလည်တဲ့အရာတစ်ခုကရှိနေသေးတယ်ဘာလို့နောက်ထပ်ဟင်းတာပလာဖြစ်ဖို့ငြင်းဆန်ခဲ့ရလဲ ဟင်းသားဗရာချိုရှေယောင်းနှစ်ဖျားနေပြည်တော်တွေးပလန်ရဲ့အလဲမျော့စင်ပေါ်မှာထိုက်ဆန်ကခေါင်းမော်လိုက်ပါတယ်သူစီမာတော့မကျင်မနှက်ချက်များပြင်းထန်နေပါတယ်ဒူဝါရီမကြခင်မှာပဲထူရများပြောက်ကွက်သွားပြီးပြင်းထန်တဲ့အနီရောင်အလင်းနဲ့နေနဲ့အစားထိုးသွားပါတယ်မင်းကငါရဲ့နှစ်ဖျားစိတ်အစိတ်ပိုင်းကိုဖျက်ဆီးနိုင်တယ်ဒါပေမဲ့မင်းကငါလွမြောက်မှာတော့မတားသိနိုင်ဘူးဟောဟောဟောသူရဲ့ဘေးမှာတော့အနေအောင်သွေးရစပ်ဖြည်းဖြည်းချင်းပေါ်လာပါတယ်ထိုက်ဆန်ကအနေအောင်သွေးစပ်ကိုစိုက်ကြည့်ရင်မှောင်မိုက်တဲ့အမူအရာကိုပြသလိုက်ပါတယ်ဒါနဲ့ဆိုရင်ငါဒီကနေမကြခင်ထွက်သွားနိုင်မှာဝယ်လင်း ဒီတစ်ခါတော့မင်းကိုလှုပ်ပေးလိုက်မယ်နောက်တစ်ခါဆိုရင်တော့မင်းကဒီလိုလွမြောက်နိုင်မှာမဟုတ်ဘူးဝယ်လင်းရဲ့မျိုးဝန်းများလည်းကျင်းသွားပြီးတင်းငိမ်စွာနဲ့မောချီအကိုတာညူကငါရဲ့မိခုံးကိုမဖျားသေးဘူးနော်အဲ့လူကမျက်နှာဖုံးကိုချလိုက်ပါလေသူကတော့မိုးရတဲ့ညတညမှာဝယ်လင်းကဖျားเจ้าမှာတွေ့ခဲ့ပြီးတည်ချင်းရှင်ချင်းနေပဲအเจ้าကိုဆွေးနွေးခဲ့တဲ့လူပါဝယ်လင်းကတော့တင်းငိမ်စွာနဲ့ငါရဲ့အနာဂတ်ဟင်းတော့ဗလာချူမှာမဟုတ်ဘူးသူကပြောလိုက်ပါလေအဖီအောင်တလင်းကြောက်ကသူ့စီကိုဘာလို့ပြန်လာလဲဆိုတော့ဝယ်လင်းကလည်းနားလေသွားပါလေထိုးရထိုးလူနဲ့ဆက်ဆက်မှုရှိပါလိမ့်မယ် မော်ချီကတော့ဝလင်းကိုကြည့်ပြီးခေါင်းကိုခံရန်ကတပြင်းကိုချလိုက်ပါတယ်။ဒါကကန်ဆိုးတာပဲ။အကိုတညိုမင်းရမလို့ချင်ဘူးဆိုရင်တော့ဒီကိစ္စကိုငါဖိအားမပေးတော့ဘူး။သူ့ရဲ့မျိုးလုံးများလည်းရုတ်တရက်ဇွေးစွာဖြစ်သွားပြီးခနာကြတဲ့အထိပြန်ကောင်းမလာပါဘူး။ဒီတစ်ခေါက်မှတော့သူ့ရဲ့ကြီးကရွှဲချွေးစီစီကိုကြောက်ထားပါတယ်။စွန်ပြစ်ခံမတင်မျိုးမျိုးနဲ့ဟင်းသားဗလာချိုရဲ့သုံးပုံတစ်ပုံကိုမင်းတို့အတွက်ငါပေးနိုင်တယ်။ဒါပေမဲ့မင်းတို့ကနှစ်တစ်ထောင်တစ်ခါမင်းတို့မျိုးနဲ့ဝင်အရွက်ကိုရဲ့ဒါမဟုတ်အထက်ရှာမန်တယောက်ရဲ့ဥကောင်းခွန်ကိုပေးရမယ်။ ရွမ်းချွဲစီမရသဘောတူးနိုင်လားရွမ်းချွဲစီရဲ့နှလုံးသားကလည်းခါတိသွားပါတယ်။သူ့မှာညှဉ်းဆန့်ခွင့်မရှိဘူးဆိုတော့သူကသိပါတယ်။ထိုလူကစဉ့်ညက်ချိန်မမေးဖဲကိုကစားပြုပါတယ်။ထိုအတွက်ဆွန့်ပစ်ခံမတိမျိုးမျိုးနဲ့ကလုံးဝအခွင့်အရေးမရှိပါဘူး။သူကအလေးနက်နဲ့ခေါင်းညှိလိုက်ပါတယ်။ရွမ်းချွဲစီကရုတ်တရက်အုံမင်းသွားပြီးသူ့ရဲ့မျိုးလုံးများကလည်းမိမ့်မိန်သွားသလိုပါပဲ။ထိုအချိန်မှာပဲအောက်ကပင်လယ်မှာနှိုင်းနေရစတဲ့ဖြစ်ပေါ်လာပြီးဟင်းသားပြာကုဘိမ့်မဲ့ပြုတ်ကွဲမှုကပြတ်စားခဲ့ပါတယ်။ ပင်လယ်ကလိုက်ထောင်နေတဲ့အချိန်မှာမော်ချီကလက်ကိုမြှောက်လိုက်တော့သူ့ရဲ့လက်ထက်ကအဖြူအောင်တလင်းကြောက်လေးရရုတ်တရက်တောက်ပွားစွာနဲ့လင်းလက်လာပါတယ် ထိုလင်းယောက်ကရုတ်တရက်ပင်လယ်ကိုဖုံးလွှမ်းသွားပြီးဟင်းသားဗရောက်ကဝိမန်တစ်ခုလုံးကိုဖုံးလွှမ်းသွားပါလေထိုလင်းယောက်ကမြင်းတောင်လောက်ပင်လယ်ပေါ်ကနေပြေးလွှတ်သလိုပြန့်နှံ့သွားပြီးမကြခင်မှာပဲဟင်းသားဗရောက်ကဝိမန်တစ်ခုလုံးကိုဖုံးလွှမ်းသွားပါလေမော်ချီကတော့တူတူလေးပိတ်သူကပြောလိုက်ပါလေစကားတခုနဲ့နဲ့ပြုတ်ကွဲမှုကလည်းရတတ်သွားပြီးပြုတ်ကွဲသွားတဲ့မိကြီးများလည်းပြန်လဲဖစည်းသွားကအကွဲကြောင်းနေအားလုံးကပိတ်သွားပါလေအသက်ရှူချိန်၁၀ချိန်ပြီးတဲ့နောက်မှာတော့ဟင်းသားဗရောက်ကဝိမန်တစ်ခုလုံးကလုံးဝကိုပြန်ကောင်းသွားပါလေ မော်ချီကသူ့ရဲ့လက်ထက်ကအဖျော်တလင်းကြောက်ကိုနောက်တစ်ချက်ကြည့်လိုက်ပြီးပင်လယ်ထဲကိုပချလိုက်ပါတယ်အဖျော်တလင်းကြောက်ကလည်းအမြဲပဲနှမြုပ်ပြီးပြောက်ွက်သွားပါတယ်ပြီးတော့သူကချူချွဲစီရဲ့အလောင်းကိုလက်ညှိုးနဲ့ထိုးလိုက်တော့နှလုံးပုံစံတလင်းကြောက်တစ်ခုကသူ့ရဲ့မျက်ခုံးတစ်ခုကြားကနေထွက်လာပါတယ်တလင်းကြောက်မှလည်းအကွက်ကြောင်းနဲ့အများကြီးကရှိနေပါတယ်အချိန်မီအကွက်သွားနိုင်တယ်လို့ထင်ရပါတယ်ဒူဝါရင်ထိုးချိန်မှာပဲအကွက်ကြောင်းတွေကလန်လဲတဲ့နီးနဲ့ပိတ်သွားပြီးအသက်ရှူချိန်၃ချိန်ကြာပြီးတဲ့နောက်မှာတလင်းကြောက်မှအကွက်ကြောင်းများမရှိတော့ပါဘူး နောက်ထပ်ဟင်းသာပရာမော်ချီရဲ့အကြီးကဝလင်းကိုကျော်သွားပြီးကျိုးဦးထန်းကြီးကိုရောက်တော့ကခနာတရေသွားပါတယ်ကျိုးဦးထန်းကလည်းနှလုံးခုမြန်လာပါတယ်သူကရဟုံးမှာဆေးလုံရှားနေပြီးခနာကိုကလည်းတုန်တက်လာပါတယ်အစိမ်းရောငကားမျိုးမင်းရရေချင်းပြစ်မိတဲ့လူပဲဒါပေမဲ့ကံမကောင်းစော်ပဲမင်းရဲ့ကြင်ညက်မှုအစင်းကစိတ်ဝုန်းကြီးအသွင်ပြောင်းခြင်းအစင်းရောမရောက်သေးဘူးမော်ချီရဲ့အကြီးကကျိုးဦးထန်းစီကနေကျိုးဦးထန်းရဲ့ဘေးမှာကြင်ကြက်နေတဲ့ဇီရှင်းစီကိုရောက်ရှိသွားပါတယ် ကျဉ်ချက်ချင်းမိဖို့ကံကြောက်အခြေအနေကိုဖြောင်းပြန်လန်နိုင်ခဲ့တယ်။ဒါအလေရှားပါးတွေမော်ချီရဲ့မျိုးလုံးများကတော့ဆွမွေချက်ချလိုက်တယ်လို့တောက်ပသွားပါတယ်။ကျူထန်ကတော့ခါသီးဆွန်နဲ့ပြုံးလိုက်ပြီးတဲတဲစိတ်နဲ့တပြင်းကိုချလိုက်ပါတယ်။သူ့ရဲ့ကျဉ်ချက်မှုအစင်ကမလုံလောက်ဘူးဆိုတာနဲ့ဟင်းသားဗရာဘွဲကိုရဖို့အတွက်မျှော်လင့်ချက်မရှိဘူးဆိုတာသူကသိပါတယ်။ ကျဉ်ကျန်ချင်ပြီးဖို့သူ့ရဲ့ဘေးမှာထူဆန်းတဲ့အရာတစ်ခုကရှိနေတယ်။ဝယ်လျဲမျိုးလုံးများလည်းတောက်ပသွားပါတယ်။သူကဇီရှင်တဲ့အရင်ကပြဿနာတွေရှိခဲ့တာကြောင့်သူတို့ကမိတ်ဆွေထဲရန်သူအဖြစ်ပို့ပြီးတော့နှိစက်ပါတယ်။သူမရဲ့ခန္ဓာကိုယ်ထဲကပြောင်းလဲမှုတစ်ခုကိုလည်းသူကသတိထားမိပါတယ်။ဇီရှင်တဲ့ချန်ဖန်ချားမှာတစ်ခုခုကရှိပါတယ်။သူတို့ဂျာမားဘာတွေဖြစ်ခဲ့လဲဆိုတာအတိအကျမသိပေမဲ့ဇီရှင်ကတစ်ချိန်ကချန်ဖန်ရဲ့ကျဉ်ကျန်ချင်ပြီးဖို့ဖြစ်ခဲ့ပါတယ်။ ခြံဖန်းကိုတက်လိုက်တာထိုမင်းကလေးရဲ့အလိုဆန္ဒကိုတင်းနီးနီးနဲ့ဖိစီးပြလိုက်သလိုဖြစ်နေပြီးထိုရောက်ဝိုင်လင်းကလုံးဝမမြင်နိုင်ခဲ့ပါဘူး။သူကအချိန်တော်ကြာကျဉ်ကျက်ခဲ့ပေမဲ့ကျဉ်ကျက်ခြင်းမီးဖို့ကသူ့ရဲ့တခင်စီကနေပြန်လည်လူးဥနိုင်မဲ့ဤပညာရဲ့အကြောင်းတော်မကြားဘူးပါဘူး။ထိုဤပညာရောင်းမှနည်းနည်းပြီးထူးဆန်းပါတယ်။သူကတည်းကအနေနဲ့ဆုံးနဲ့အထူးဆန်းဆုံးဤပညာတွေမှာသူတို့ရဲ့တည်စင်နိုင်တဲ့အားနည်းချက်များရှိနေပါတယ်။ပြီးတော့ဝိုင်လင်းကရွှေချက်စီကိုကြည့်လိုက်ပါတယ်။ထိုကိစ္စရွှေချက်စီနဲ့ဆက်ဆက်နေမယ်ဆိုတာသူကလည်းယုံကြည်ပါတယ်။ ဝယ်လင်ကခဏစဉ်းစားပြီးတန်တမန်ကြီးသူကပြောလိုက်ပါတယ်မော်ချီကတော့ဝယ်လင်ကိုကြည့်လိုက်ပါတယ်ဝယ်လင်ကသူကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစေ့ကိုမြုပ်သေးရင်မဲအဲ့ဒါသူကဘရုံးမမရောက်နိုင်ဘူးလို့မဆိုလို့ဝယ်လင်ကပြောလိုက်ပါတယ်ထို့သောပြောပြီးချင်းမှာပဲမျိုးလုံးမိတ်ပြီးကျင့်ကြံနေတဲ့ဇီရှင်ကမျိုးလုံးကိုဖိလိုက်ပါတယ်သူမရဲ့အိဆက်တဲ့အကြီးကလည်းဝယ်လင်စီကိုကြောက်လာပါတယ်ဝယ်လင်ကသူမစီမှာချန်ဖိုင်းနဲ့ထတ်တူကြတဲ့အရှင်ဝါမျိုးကိုလည်းခန်းစားမိနေပါတယ် ဇီရှင်ကတော့အစ်ဆက်ဆောင်နဲ့ဝန်လင်းနေရဘာကိုဆုလို့ရလဲဝန်လင်းကထိုအမျိုးသမီးကိုတင်ငင်တဲ့မျိုးလုံးများနဲ့ကြည့်ပြီးဂျူနီယာငါကြင်ကြံမှုစားလို့တော့မင်းကမွေးတော့မမွေးသေးဘူးမင်းမရဲ့နိုးနန်းအောင်ပျောက်သေးဘူးငိမ့်ငိမ့်နေစမ်းဇီရှင်ရဲ့မျိုးလုံးများကလည်းလက်သွားပြီးရုတ်တရက်ထားလိုက်ပါလေစိတ်ဝင်ညစ်အသွင်ပြောင်းခြင်းရဲ့အလဲအဆင်းကျင်းရဲ့သူရဲ့အချိန်ဝါးလည်းပြန့်နှံ့သွားပါလေသူမကဝန်လင်းကိုစိုက်ကြည့်ပြီးဝန်လင်းအရင်တော့နေရငါ့ကိုလေဟန်နဲ့ဟင်းလင်းပင်ထဲကိုပို့လိုက်လို့ငါတေလူနီပါဖိခဲ့ရတယ်ဒါအောင်ငါရဲ့ရှင်ထဲမှာမှတ်ထားပြီးသားအရင်တော့နေရကျင်ကြံမှုအစိမ်းကပို့ပြီးမြင်မြင် ဲ့အခုနေရဲ့ဝိညာဉ်စေတန်းအလံအလဲပျောက်သွားပြီနေရဲ့ကြီးကျက်မှုအဆင်းရလဲစိတ်ဝိညာဉ်အတွင်ပြောင်းခြင်းရဲ့အစောပိုင်းအဆင်းမှာပဲရှိတော့တယ်ငါးနင်းကိုတက်ချင်လက်ကိုဝန်ရံရုံပဲဝန်လင်းကတော့ဇီရှင်ကိုအစ်ဆစွာကြည့်ရင်လောင်ပြောင်တဲ့အပြုံးကိုပြုံးလိုက်ပြီးတင်းငိမ်စွာနဲ့ငါးနောက်ထပ်ဟင်းသားပဓာဖြစ်ဖို့အတွက်သဘောတူမယ်ဆိုရင်ရောထို့သို့ပြောလိုက်တာနဲ့ဇီရှင်ကလည်းအကြောင်းအရသွားပါတယ်သူမရဲ့စိတ်ထဲမှာလည်းရုန်းကန်နေရပါတယ်နောက်ဆုံးမှတော့သူမကငုံ့ပြီးဘာမှပြောတော့ပါဘူးဝန်လင်းကသာအမှန်တကယ်နောက်ထပ်ဟင်းသားပဓာဖြစ်ပြီးဟင်းသားပဓာတစ်စဲကိုတုံးပြီးတော့သူမကိုတိုက်ခိုက်မယ်ဆိုရင်သူမကခုခွန်းနိုင်စွမ်းမရှိဘူးဆိုတော့သူမကလည်းသ သိပါတယ်ထိုးဝချိန်မှာသူမကဝန်လင်းကိုကြောက်နေတော့မဲဆိုတော့သူမကသိလိုက်ပါတယ်ခြံဖန်ရဲ့ချင့်ချက်မှုကရှိနေမယ်ထိုးခန်းစားကြရတော့ရှိနေတော့မှာပဲမော်ချီကတော့ဝန်လင်းကိုကြည့်ပြီးပြောလိုက်ပါတယ် အကုတညို့မင်းကနောက်ထပ်ဟင်းသာပရာဖြစ်ချင်လားဝယ်လင်းကတော့တင်ငိဆောင်နဲ့တန်တမန်ငါကနောက်ထပ်ဟင်းသာပရာဖြစ်မဲ့ဆိုရင်တော့သူ့ကိုပဲလွှဲပေးမှာပါဝယ်လင်းကကျူထန်ကိုလင်ညှိုးထုတ်လိုက်ပါတယ်ကျူထန်ကတော့ဘာမှပြောပါဘူးသူ့ရဲ့ခန္ဓာကိုယ်ကတော့တုံရင်သွားပြီးဝယ်လင်းကိုကျေစုတင်တဲ့အချိန်နဲ့ကြီးလိုက်ပါတယ်မော်ချီကလည်းပြောင်းလိုက်ပါတယ်သူ့ရဲ့အမြင်မှာတော့ဟင်းသာပရာဘွဲကအရေးမပါပါဘူးအရန်ကအရေးကြီးတာမဟုတ်ပါဘူးဘသူ့ကိုပဲပြေပြေသူ့အတွက်တော့မထူးပါဘူးထိုးစားသူစိတ်ဝင်စားတာဝယ်လင်းပါ ခဏတွေ့ပြီးနောက်မော်ချီကကျိုးထန်းကိုလျှို့ထုတ်လိုက်ပါတယ်နှလုံးပုံစံတလင်းကြောက်ကလည်းထွက်လာပြီးကျိုးထန်းစီကိုဥတီသွားပါတယ်ကျိုးထန်းရဲ့ခန္ဓာကိုယ်ကလည်းတုံ့ပြန်သွားပြီးနှလုံးပုံစံတလင်းကြောက်ကသူ့ရဲ့မျက်ခုံးကြားထဲမှာတဖြည်းဖြည်းနဲ့နှိမ့်ဝင်သွားပါတယ်ဒီနေရာမှာတနစ်နေပြီးဟင်းသားပရာတစ်စိမ့်ကိုနားလည်အောင်လုပ်အကူအဆပြီးမင်းရ15စက်မြောက်ဟင်းသားပရာပဲဒါပေမဲ့ကျင့်ကြံချင်ချိုးကပါတလင်းကြောက်ပေါ်ကတစ်စိမ့်ကိုတော့ငားမဖြီးပေဘူးဒီတိုင်းပဲထားလိုက်တော့မော်ချီကပြောပြတာနဲ့သူကလက်ကိုဝင်ရိုက်တော့ရွှေချွဲစီနဲ့ဇီရှင်ကပြတ်ကွက်သွားပါတယ် အချိန်တည်းမှာပဲဂျုံထန်ရဲ့ခန္ဓာကိုယ်ကပင်လယ်ထဲကိုဖြည်းဖြည်းနှိမ့်ဝင်ပြီးတော့ပျောက်ကွယ်သွားပါတယ်။ထို့အချိန်မှာမော်ချီနဲ့ဝန်လင်းရတာကျန်မာတော့တယ်။ဝန်လင်းရတော့ခနောက်တွေပြီးလက်နှစ်ဖက်ဆုပ်ကကျေးဇူးအများကြီးတင်ပါတယ်။မော်ချီကတော့ရေလိုက်ပြီးအကူတမျိုးအနာဂတ်မှာငါမင်းရဲ့ကုညီကိုလိုအပ်တဲ့အချိန်တွေရှိလာနိုင်တယ်။အဲ့ဒီအချိန်ကျရင်တော့ငေါ့မငင်းဆက်ပါနဲ့။အခုငါကတော့ဟင်းသားပရာဂျုံကနေထွက်သွားပြီးကျင့်ကြံခြင်းမမေးဖဲကိုပြန်ရအောင်မေး။အနာဂတ်မှာအခွင့်အရေးရှိမယ်ဆိုရင်တော့ငါတို့ကပြန်ဆောင်ရတာပေါ့။အခုငါတို့ကအတူတူထွက်သွားရအောင်။ ဝယ်လီရဲ့မျိုးလုံးများတော့လိမ့်လက်သွားပါလေသူကခေါင်းကိုခံရပြီးတန်တမန်ကျွန်တော်ကဟင်းတပ်ပလာကိုဂဘိမတ်ထဲမှာလုံးဆရာလေးရှိသေးတယ်မော်ချီကတော့ပြုံးလိုက်ပြီးခေါင်းကိုညှိလိုက်ပါလေသူကလက်ကိုလှူရှာလိုက်တော့အနီအောင်တင်ဂီတာကပေါ်လာပါလေဒီတင်ဂီတာကိုမှတ်ထားမင်းကထွက်သွားတဲ့အခါမင်းရဲ့ကောင်းကင်ဘုံစွာကိုတုံးပြီးဒီတစိမ့်ကိုဖန်တီးလိုက်တာနဲ့ထွက်သွားလို့ရတယ်မော်ချီကတော့ဝယ်လီကိုတွေးတော့ဆောင်နဲ့နောက်ဆုံးချိန်ကြည့်ပြီးလက်ကထွက်သွားပါလေချစ်တလန်းလှမ်းပြီးတော့သူကလုံးဝကိုပြောက်ကွက်သွားပါလေထိုးချိန်မှာဝင်လင်းတယောက်ထဲရတာကြံမာတော့တယ်ငါနဲ့ဝမ်ရဲ့ဝင်းညင်ပိုင်းဆောက်တော့ရပြီ နောက်ထပ်ဟင်းသားဝရကြိုထိုင်ဖြစ်ပြီးသူကလည်းကျေးဇူးတည်တတ်တဲ့လူငါသူ့ကိုကူညီခဲ့တယ်ဒါကြောင့်ငါမရှိရင်တော့ငါတည်တဲ့လူတွေကိုသူကဂယူးဆိုင်ပေးလိမ့်မယ်ဒါကြောင့်ငါရဲ့စိတ်ကိုငြင်းချမ်းအောင်လို့ထားလို့ရတယ် ထိုရာတော့ဝလင်းကချိုးထိုင်ကိုနောက်ထပ်ဟင်းသားပရာဖြစ်စေတဲ့အကြောင်းရင်းမှာအနာဂတ်မှာသူ့အတွက်စိတ်ပူစရာမရှိအောင်လုပ်ပါဝလင်းကခဏတွေ့ပြီးဝေးရောက်ပြန်တန်းသွားပါတယ်တိတ်မူဝေးခင်းမှာပဲအနေရောက်အလင်းနဲ့တုံးကူကဝေးရကနေသူ့စီကိုပြန်တန်းလာတာကိုတွေ့လိုက်ရပါတယ်အနေရောက်အလင်းနဲ့တုံးကူကဝလင်းရဲ့ရှေ့မှာမူလာဝဉ္ဉေတုံးကူဖြစ်ပြောင်းလဲသွားပြီးတခါတော့ချင်းလင်သားရဲ့ဖြစ်ပါတယ်ဝလင်းရဲ့မျိုးလုံးများတော့အေးဆက်သွားပြီးဝဉ္ဉေအလံကိုထုတ်ယူလိုက်ကဝင်ရင်လိုက်တော့မူလာဝဉ္ဉေတုံးကူလုံးကအလံထဲကိုဝင်သွားပါတယ် ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်